အားလုံးပဲမင်္ဂလာပါရှင် ရောဒေတာ channel မှာကြိုဆိုလိုက်ပါတယ်အေးရိတ်ရဲ့ပျော်ခြင်းသည်ဖြစ်၍ဆိုတဲ့စာအုပ်လေးရဲ့အပိုင်း3ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ပျော်ခြင်းသည်ဖြစ်၍အပိုင်း3 back စက်တယောက်ကန်ရတာမဟုတ်ပေမဲ့တယောက်ထဲဆော့ရတဲ့ပွဲမှာအသက်အရွယ်ရနောက်တန်းကပဲနေဖြစ်လာတယ်ဘာလာလာဖြတ်ထုတ်မယ်ဆိုတာမျိုးတော့မဟုတ်ဘူးကိုဘွားကိုရနိုင်တဲ့လောက်လက်ခုပ်တန်းဝေဝေးနဲ့ နေကြည့်ချင်းလာတာကံဖို့သွင်းဖို့ဂုံဂုံပြောရရင်သူတစ်ဖက်သားကိုအမြဲတမ်းအနိုင်ရဖို့ဆိုတဲ့ပြင်းပြမှုမျိုးလဲဒီရွယ်မှာပါလျလာတာအမှန်အကောင်းဆုံးခံစစ်ကအကောင်းဆုံးတိုက်စစ်ပဲဒုက္ခဒုက္ခတွေကိုသိခံမယ်အလွယ်တကူထိခိုက်မခံစားဖြစ်အောင်လေ့ကျင့်မယ်ကိုယ်စိတ်ကမှရှုံးမပေးရင်ဘယ်အရာမှတကယ်အဆုံးသတ်မသွားသေးဘူးလို့လဲယုံကြည်မယ် ကြည်ကျင်နဲ့နဲ့နောက်စီနာခြေစုံရက်ခဲ့တဲ့လူမှုပြုံးပြုံးပျော်ပျော်ကြီးပဲဘဝကို ထိမ့်ညိကစားသွားမယ်ဆိုတာလဲတွေးထားရဲ့ထိုးပေါက်နိုင်ယူတတ်တာတဲ့စွမ်းရည်မဟုတ်ဘူးအန်ခဲကာကွယ်ရဲတာလဲတတ္တိညီတာပဲမဟုတ်လားပါလျချင်းတစုံတရာမတက်တာတဲ့အစုံမှာ အမုန်းနေအောင်ကြည်ပါတယ်ဘောင်းမွေးနာတွေကို စီးပြင်းမှသာထားပါတယ် လူဆိုတော့လွဲတတ်တာကိုနားလည်ပေးဖို့ကြိုးစားပါတယ်။အမှန်တရားကခါသီးပေမဲ့ချုံမြိန်တဲ့အခါဘာနဲ့မှလဲမရဘူးလို့လည်းယုံပါတယ်။ကျွန်တော်တိတဲ့ meditation ဟာစိတ်အရေးများတဲ့တစ်ပင်လေးအောင်မကြာခဏသွားရက်တာပါ။တကိုက်ကြိုက်ကြည့်ပြီးမှတခါမျိုးချရဲတဲ့ဘဝမှုအချစ်တစ်ခုတည်းနဲ့အာဟာရဖြစ်တယ်လို့မမြင်သေးတာကိုတော့ခွတ်လွတ်ပါ မတူညီတဲ့ပုံမြင်လေးတွေကိုစီရေးနေကြတာပဲ အိမ်မက်တွေကိုစင်းဆယ်ပြီးရင်တော့ရွှေယုံနဲ့ရွှေကြားဟာတယောက်ကိုတယောက်မလှည့်ဖျားပဲတက်ကယ်ရိတ်သွားနိုင်ကြမှာပါမိုးလုံအောင်မဆောင်နိုင်သူဘဝတဲ့အလဲမလာရက်တာမှတ်ပါတယ်မင်းမဆိုစေခြင်းလဲငါမျက်ရည်နဲ့ငါစူနေပြီးသားပါ သူများစိမ့်လန်းခြင်းကိုငေးဖို့တတ်တတ်ပဲခန္ဓာရဟာတတ်နိုင်တာပဲရွှဲနှစ်နေတဲ့ရွာသွုံးမှုဟာအိမ်မက်ထဲမှာတော့တကယ်ရှိခဲ့တယ် ဒီလိုနေ့များစွာတိတ်အတားဆီးတွေများလွန်းလာတဲ့အခါကိုဟာ ကို့မြစ်ချောင်းကိုကျင်းကွင်ပေးတယ်ကို့အရှိန်အဟုန်ကိုရှော်ကွင်ပြူတယ်တဟုန်ထိုးစည်းရာတစ်ခုတည်းဘဝမဟုတ်ပဲတွေ့ရွေ့ရှေ့ဆက်ဖြစ်နေတာဟာလဲရှင်တန်မှုလို့အေးဆေးညင်သာစွာ လက်ခံတယ်ကိုသွားလိုရာကိုသာရည်ရွယ်မှုပြုလိုတယ်ဘသူဘသူကိုမှရွေ့လျော အနေပြတ်အောင်မတိုက်စားခဲ့လို့ ကိုနဲ့လိုက်ပါစီမျောလူသူကိုလိုက်ပါစီမျောဖို့ခေါ်တယ်။နေခဲ့ကြံရစ်လူသူကို သူ့သဘောအတိုင်းရှိစေတယ်။လက်တွဲထားခြင်း၊ကြောခိုင်းထားခြင်းထက် အတူရှိနေသော အခိုက်အတန့်လေးတွေကိုပဲတံမိုးထားဖို့ကြိုးစားတယ်။ပျော်ရွှင်နိုင်ဖို့တည်ဆောက်တယ်။ကိုကိုကိုအတိညာရှိစွာ ချစ်နီးမှာ ကိုဘလောက်ထိ စိတ်ပိုင်းဆိုင်ရာ ခိုင်မာလွတ်မြောက်သူဖြစ်လဲလို့ပဲ အမြဲတစေစမ်းစစ်တယ်အမြဲတစေနီးနီးစမ်းစစ်နေခဲ့တယ် two ဆေးရီထုံသွားသလိုပဲနာကျင်မှုနဲ့ရင်ပါသွားတဲ့အခြေအနေတစ်ခုဟာကြောက်စရာတိတ်ကောင်းတယ်။အလင်းနဲ့တိုးဝင်နေရင်ကအမောင်ရဲ့တိတ်သေးစားနဲ့ပူပြီးနေသားကျသွားတဲ့အခါလူဟာအလင်းကိုလှမ်းကြည့်ကောင်းလှမ်းကြည့်မှဖြစ်ပေမဲ့ရှေ့တူယူကိုရောက်ဖို့တော့အာမထုတ်ဖြစ်တော့ဘူး။မဟုတ်လဲလွတ်မြောက်မှမှမဟုတ်တာလို့စွဲထင်သွားပြီးကိုစစ်ပွဲတွေမှာအညံ့ခံတယ်လို့ပေါ့။လက်နဲ့ချတာတကယ်အရှုံးမဟုတ်ပဲ စိတ်မှန်ကိုအပီးတိုင်းလျှော့လိုက်တာမှတသက်လုံးမနိုင်တဲ့ရှုံးတွေဖြစ်သွားတတ်ကြတာဒီထက်ဆိုတာက နာကျင်မှုကိုနာကျင်မှုဆိုတဲ့အသည့်နဲ့လက်ပွန်းတတိရှိနေတာထက်နာကျင်မှုကိုตายာမှုတစ်မျိုးလိုဆွဲလန်းထင်မှတ်သွားတာပဲစီးပွားရေးမပြေလည်ဘူးအမျိုးမျိုးစူးစမ်းရုံးကန်ကြည့်ရဲသို့တော့ဘာလုံးလုံးအစင်မပြေပညာရေးလဲချို့ချို့တက်တက်လူမှုရေးလဲထိုနေ၎င်းခဏခဏခေါင်းငုံရတဲ့ဘဝတွေမှာ ခေါင်းပြန်မော်ဖို့မိသွားတတ်ကြသလိုငုံနေရတာကိုပဲတတ်တာမှုတစ်ခုလိုမြင်သွားတတ်ကြတယ်။လူတိုင်းဖတ်ဖူးတဲ့စင်ပုံမြင်လေးလိုပေါ့ကျိုးနဲ့ခက်ထူးနဲ့အမြဲတုတ်ထားတဲ့စင်လေးဟာအစပိုင်းရုံးကန်ကြည့်ပေမဲ့ဘလောက်ယုံယုံလွတ်မယ်လို့မထင်တော့တဲ့အခါကျိုးကွင်းဖြည့်ပေးထားတဲ့အခါမှာတောင်မယုံတော့ပါဘူးဆိုတော့အလျှော့ပေးတာနဲ့အရှုံးပေးတာမတူသလို ရောက်ရဲတာနဲ့မကြိုးစားတော့တာလည်းမတူပါဘူး။တချို့ဘွားတွေဟာထင်ထားတာထက် ခက်ခဲပင်ပန်းရပေမဲ့အပီးတိုင်းဆုံဆုံမြုပ်ဒုက္ခအတိပြီးနေတာရေတော့လည်းမဟုတ်ပါဘူး။ဗရာစာရီလိုဘွားမှာဘာမှမကြံသူတောင် အရွေးတစ်ခုမှ အကောင့်တစ်ခုနဲ့တော့ကြုံဆုံရသေးတာမဟုတ်လား။ယဟန်ဖြစ်စေလူဖြစ်စေစင်းရဲသူ ဖြစ်စေချမ်းသာသူ ဖြစ်စေဘွားရဲ့ဂေပေါက်ဆိုတာတကယ်ရှိပါတယ်။ ချက်ချင်းရှာတွေ့တာနဲ့နှိရှိလာများမြင်အောင်ကြည့်ရတာသာကွာဟတာပါ ပေပွားနေတဲ့ခြေညစ်ပတ်တွေကိုပဲကြည်ရင် တိတ်ဆိတ်သွားရင်လှပတဲ့လက်ချောင်းတွေရဲ့ပြန်တန်းနိုင်အားကိုမိသွားတယ်လို့ပါဘဝမှာ ကိုယ်စိတ်ကိုပြန်ခတ်မိတဲ့ကျိုးတွေလောက်ယုံရခတ်တာမရှိပါဘူးဘဝငယ်ငယ်ကလိုချင်တာမရရင်ငိုတယ်ကြီးလာတော့လိုချင်တာတွေကို မေ့ပြစ်နိုင်ဖို့ငိုရပြန်တယ် ငငယ်ကငွေကြေးရေးကြောင့်စားကြင်သလောက်မစားခဲ့နိုင်ဘူးကြီးလာတော့ကျန်းမာရေးကြောင့်စားကြင်တာတွေမစားရပြန်ဘူးငငယ်ကနေ့လယ်နေ့ခင်းအမိအိတ်ခိုင်းရင်မအိတ်ချင်ခဲ့ဘူးကြီးလာတော့ညနဲ့တကောင်ထိကို့ဘာသာအိတ်တာတောင်အိတ်မပြောပြန်ဘူးငငယ်ကကလေးမှုအင်ဂျီပေါင်းမီတွေညစ်ပတ်တယ်ကြီးလာတော့လူကြီးမှုစိတ်တွေအတွေးတွေပေးရလာတယ်ငငယ်ကကျန်းမာရေးမငဲ့ပဲငွေရှာခဲ့တယ် ကြီးလာတော့ရှာသမျှငွေလဲမငယ်ခဲ့တဲ့ကျမ်းမာရေးအတွက်ပဲပြန်ကုန်ရတော့တယ်ဘဝဆိုတာလဲတွေးကြည့်ရင်တိတက်ပါပြီဆိုကြဲကဘဝနှစ်ဆကင်လာရတယ်လို့ပါပဲတစကငယ်ဘဝရဲ့အပျော်တွေကို စီးနောင်ထားဖို့ရဲ့နောက်တစကကြံတဲ့အချိန်အားလုံးရဲ့ကြလာတဲ့မျက်ရည်တွေကိုတို့တုတ်ဖို့ရဲ့အစုံတယောက်တည်းနေတတ်ဖို့သင်ပေးခဲ့ကြပြီး အကျင့်ပါသွားမှမနှွေးထွေးလို့ဆိုပြီးမဆွတ်ဆွဲကြပါနဲ့ကန်းဆက်ငယ်ရဲ့ဒဏ်ရာတိုင်းဟာလှိုင်းတဘိုးရိုက်လို့စခဲ့တာပါနှုတ်ဆက်ခဲ့ပါတယ်စိတ်ညစ်စရာဆိုတာကအဖုံးလေးဖွင့်ထားရုံနဲ့အငွေ့ပြန်ပြီးခန်းသွားကုံသွားတတ်တာမျိုးမှမဟုတ်တာစိတ်ပြေရလေးရှာကြံတွေးကို့အလုပ်ထဲအာယုံဆိုင်ရင်ကြော်ဖြတ်ရတာပါပဲစိတ်မညစ်ဘူးတဲ့လူရဲလို့မရှိပါဘူး ဖြေသာသွားတဲ့လူပဲရှိတာပါတင်းလျော်တဲ့အသက်အရွယ်လေးရလာတဲ့အခါမှာကို့အတ္တမာနကိုခောက်သိမ်းလိုက်နိုင်သူဟာ လေးစားစရာပဲကို့အဝင်းအဝိုင်းလေးကိုချုံလိုက်နိုင်သူဟာ အေးမြရာပဲကို့စုပ်ကင်ထားမှုတွေကိုဖြေလျှော့လိုက်နိုင်သူဟာ ပော့ပါရာပါပဲရွေးချယ်စရာနဲပါလာတဲ့အချိန်မှာ လူတွေဟာတတ္တိနဲ့ကြော်ဖြတ်ကြရတယ်ဒီလိုပဲအစိုးရကြီးကွက်မမြင်မဲ တမမျှတာစိတ်လေးနဲ့ကြည်နိုင်ဖို့စူးစမ်းကြရပြန်တယ်။ရွေးခဲ့ရွေးခဲ့ရတာလည်းရှိတယ်။ရက်ခဲ့ရတာလည်းရှိတယ်။တန့်သွားခဲ့ရတဲ့အခိုက်တန့်တွေလည်းရှိပါတယ်။ဘဝရဲ့အချို့သောအကွေအောက်တွေဟာကိုယ်နဲ့ဖြတ်ကျော်လို့မရပဲစိတ်နဲ့စီးဆင်းယူမှရတာမျိုးပါ။ဝမ်းနဲ့ထိရှာစေသောအရာတွေရှေ့ဆက်ရှိခဲ့ရင်တော့ရင်ဘတ်ထဲကြာရှည်ကြာများတိမ်မထားဘူးနဲ့ကိုကိုကို ပြန်လည်ပျော်ရွှင်ခွင့်ပေးဖို့တော့ရှင်သန်တဲ့၍လောက်ယူကြရတာပဲဒီလိုအရွယ်မှာပြုံးမိခဲ့ရင်တော့နှလုံးသားကနေပဲနှစ်နှစ်ကာကာပြုံးနိုင်ဖို့လိုအပ်နေသေးတာမဟုတ်လားနှစ်သက်ရိုးရံဖြစ်စေပွင့်ညာဖြစ်စေကိုကြိုက်ရင်ပန်းပါပဲအယောင်ဖြော့ပေမဲ့ရနက်လှိုင်တဲ့အခါကိုယ်ဝိမုံတွေကိုချစ်တဲ့သူတွေမြင်ကြပါလိမ့်မယ်မကြမကြရင်မောပါနှစ်သက်မနက်ခင်းမှာ ိမ်မက်အစ်စ်တွေကိုနေဘူးလမ်းမှာကို့စိမ့်လမ်းမှုတိုင်းကို လက်ခံကျင်းတဲ့ချင်းဟာ ကို့စိတ်ကို ပြန်ပေးတဲ့နှစ်ကူးလက်ဆောင်လေးပါမေတ္တာတရားကိုရတာရှိဖို့မျက်ရည်တွေကို မကြောက်ဖို့အခက်ခဲတွေကို next နဲ့မကြော်ချင်တော့သလိုအမတ်တရဆိုတာတွေကိုလည်း post နှိမ်မထားတော့ဘူးတကယ်ကသူရည်သလိုကိုလည်းပြုံးနိုင်ပါတယ်ဘဝကို ကောင်းမွန်စွာ နေထိုင်ရဲလာတဲ့အခါမှာပေါ့စိတ်မြချင်း မခေါ်တဲ့လူနောက်လုံးဝပြေးမလိုက်တာလဲအေးချမ်းချင်းတမျိုးပဲ မရှိတဲ့ဂုံကို ရှိသည်အောင်နှိမ့်ပြရတာလဲယူသားချင်းတမျိုးပဲမရတဲ့အောင်မြင်မှုတွေကိုမငိုပဲရှေ့ဆက်နိုင်တာလဲကြန့်ခိုင်ခြင်းတမျိုးပါပဲဘဝမှာလူတူတယောက်ကိုချစ်ဖို့လိုသလိုကိုကိုကိုချစ်ဖို့လည်းလိုပါတယ်ဒီအတွက်အေးချမ်းချင်းကိုအယာယူပါတခါတခါမှာထိုက်တင်းတဲ့လောက်ဟန်ကိုဖို့လိုပေမဲ့ အချိန်လုံးဟန်ဆောင်ဖို့တိမလိုပါဘူးဒီအတွက်တတ်နိုင်သလောက်ယူသားပါအမြဲတမ်းတော့အိမ်မက်တွေကိုရှေ့ဆက်လို့မရတတ်ပေမဲ့အပီးတိုင်းလှည့်ပြန်ခြင်းကလည်းမှန်ကန်တဲ့ဖြေရှင်းသည်မဟုတ်ပါဘူးဒီအတွက်အရင်လဲပဲကြန့်ခိုင်းပါရိုးရှင်းအေဂျင်ပြေဝလာပါလိမ့်မယ်ပူအေးတော့ကောင်းငင်ဟာတပြေးညီ အုံမိုးချင်အောင်ဆောင်တတ်မှန်ကွက်ကြားမှုတွေကပြောတယ် ကြောက်ပြင်တစ်ချက်ထဲသွေးလဲအလှတရားဟာပါရွေးတာပဲကျယ်ရီကျွေးနေတာကိုကျယ်ရီသေးနေတာလို့မမြင်သေး၍တပားသူဒုက္ခကိုဆူတောင်းကြအောင်မှာပါလက်ကိုရှတဲ့ဓာဟာလက်ထက်တော့ပုံမနာပါဘူးမင်းတို့ရေတံကိုမုဒိတာ ပွားပါတယ်ငါတို့မျက်ရည်ကိုသာဟန်ဆောင်လာတုတ်မပေးကြပါနဲ့ညောခန်းစားချက်ကိုခိုးကြီးသလိုအမြဲကြီးခွင့်မပေးသင့်ဘူး တိခဏနိုင်စွမ်းဟာဒုက္ခပုံမှာခွန်အားသစ်တစ်မျိုးပဲလူဖြစ်ကြတာဆန္ဒကိုစေးချေဖို့ဆိုပေမဲ့တစ်ချိန်လုံးအလိုလိုက်အကြိုက်ဆောင်နေရင်လေကြီးရင်ချင်းဟာအယိုးဆွေးတောင် ကိုစီရောက်မလာဘူးချင့်ချိန်ချင်းမှန်ပေါံတဲ့ကံသုံးပါးကိုခောက်ခောက်ထက်ထိမ့်လိုက်ထားလိုက်တစ်ခါတစ်ခါလဲမေ့ဖြောက်လိုက်ဖို့ကြိုးစားလိုက်ဒစိမ့်ဆန်လုံးနဲ့ကောင်းချင်းမင်္ဂလာတွေကိုမမိတ်မတုံစိုက်ကြည့်လိုက်ဒီလိုနဲ့ပဲတတ္တိဟာသွေးကြောတွေက ပြန်ထွက်လာတတ်တာတိတ်ကြိုက်တဲ့ဂိန်းတောင်ဆော့ရင်ရှုံးသွားရင် နောက်တပွဲ ပြန်ဆဖို့တဲကြီးမဲကြီးထက်တန်ကြရတာပဲမသေးမချင်းတော့စိတ်ကိုလုံတင်လုံရင် အားပြေလာခြင်းရသလောက်တော့ပြန်တိုက်ကြရမှာငရေတမြပူလဲအသက်တမြမွေးမြူကြရတဲ့ဘဝတွေရဲ့ပါအလွမ်းနဲ့ရေးရင်မျက်ရည်တောင်မှုရဲဆိုတာကြပြားတဲ့စားတဲ့ပဲ ကောင်းပါတယ်မငူပဲပြုံးကြစို့ရဲ့ ညတွေဟာထင်ထားတာထက်လင်းသင်နေမဟုတ်လားနွန်ဘာမှပုံမတွေးဖို့တွေးနေခဲ့တာကြာပြီဘာမှထပ်မပြောဘူးပြောပြီးအမားတွေကြီးအခွန်ပေါင်းများစွာ စိတ်တန်ပတ်ရမရဘူးအကုံလုံးကိုမှတ်မိနေတာလဲပြောစရာမကောင်းဘူးလမ်းကြုံရတဲ့မိုးပြေးလေးကိုတစ်ချိန်လုံးချိုးကျင်နေတဲ့ကလေးငယ်လိုမျိုးဝင်ခွေရမဲ့ရင်ခွင်နှွေးနှွေးကိုချစ်ချင်းချင်းချင်းအပြည့်နဲ့ တောင်းတောင်းတတအချစ်ဟာထားခဲ့မယ်ပြောပြီးပြန်ကောက်လွယ်မိနေတဲ့ကြောဘူးအိတ်လေးနေလဲအတော်ဆောင်းရောပေါ့ကို့ပခုံးတွေလဲအတော်ညောင်းရောပေါ့အန်ဒဘယ်တော့မှအမြင့်ဆုံးထိမရောက်ခဲ့ဘူးလို့ဘယ်ချိန်မှအောက်ပြုတ်ကြမလဲမသိခဲ့ပါမျက်စိတစုံမာယာယောင်ကြဲခင်းတွေကို လက်တစုပ်စာမြေကြီးဆံမှုယိုယိုလေးနဲ့ပဲ သစ္စာရှိရှိလဲယူခဲ့ပါတယ်ကျွန်တော်အပါတယ်နှလုံးသားကိုပေါ့ပေါ့ပါပါဝင်းမြူဖြစ်တဲ့အခါချစ်ချင်းမေတ္တာကိုမြင်ပါစေတော့ရဲ့လို့လဲဘသူ့ကိုမှမပြတော့ဘူးကြားပါစေတော့ရဲ့လဲတူတယောက်ကိုမှအတန်မပြူတော့ဘူးတစ်ဖက်သက်အတုံးပြန်မဲ့မြေယာပေါ်မှာဖွေးဖွေးလှုပ်အောင်လဲပွင့်ကျင်တယ် ပမာယူပါတစားစားလဲဇုံယုံလေးဟာမအော်ခြင်းခဲ့ ပွင့်လွာလေးတစ်ချက်ကောက်ဖွင့်ဝိမုံကိုလိုက်ရိတ်တလျှောက်ရှက်ဖြာစိတ်အတန်အတိုင်းရိမ့်တဲ့အခါဘသူမှ အနာမလာလဲပိုင်းကလေးဟာជីជីတာတာပေါ့တချို့တံရတွေကမျောလင်းမိလို့တချို့တံရတွေကမျောလင်းချက်ကိုမစွန့်နိုင်လို့ပဲမဟုတ်လားချစ်ချင်းမြတ်တာစစ်စစ်ဟာဘာတစ်ခုမှအတိမတ်အပြုတ်မခံရလဲရနဲ့မပြေ မွှင်းမြနိုင်သေးတယ်လို့လေပြေစိမ့်ရင်အချို့ကို ဖြူဖြူဆင်ဆင်လေးသိစေချင်ခဲ့ယုံလွင့်တချို့ຢာတွေကအကြီးကြီးခံစားနေဖို့မလိုဘူးအဲ့လိုပဲအကြကြီးခံစားနေဖို့လည်းမထိုက်တန်ဘူးချေလေရွှေရွှေစားဘူးလားအုံမွေးလုံးစုပ်ဘူးလားအမ်ကွန်ဘာဘူးတဘူးကိုရောចောင်းသား60လောက်မဲနိုင်ယူရတဲ့ခက်ကို မင်းကြုံဘူးလိုက်သလားအဲ့ခက်ကဟောင်းပါတယ်နိုင်ငံရေးရလတ်မှုဆိုတာလဲစစ်အသေးပိတ်ထားတဲ့ဗဇက်တွေလို တီတိုးတီတိုးတောင်သဖန်းပိုးလို့မရခဲ့ဘူးပညာရေးသူအိမ်မက်သူကုံကုံပြောရရင် အနာဂတ်တွေတောင်သူမပြည့်ရရုံတမဲတိုးလူတိုးခင်ဖြစ်ခဲ့တယ်အစိုးရက အကောင်းလေးရှာပါရှာပြောပါဆိုရင်တော့အဲ့ဒီခက်ကလေးတယောက်ရဲ့အချိန်လက်တန်ဟာအရွေးနှီးခဲ့တာပဲအခုခက်အခုအခါလို့ မိုးဆုံဆုံချုပ်အောင်ထိဘဲကလေးမှကျူရှင်တွေ မတက်ရဘူးအလွန်ဆုံးတက်ရတဒန်းတလီပေါ့နိုင်ဝက်တနိုင်ပေါ့ဒါပြီးရင်ဆော့ပါလေယောက်ျားလေးနေနေမိန်းကလေးနေနေအရွယ်ငယ်သေးရင်စွတ်ကျယ်တဲ့ဘောင်းမီတိုဝက်တခုခုဥပူနွေးနွေးစားပြီး လူဆုံရာဆော့ချေပဲလက်မှာလဲတရေခွင်းတွေဆိုတာအထက်လိုက်ဘောင်းမီအိတ်ထဲမှာလဲပိုလိုကားတွေဆိုတာအထက်လိုက်နဲ့ကလေးတွေကြတဲ့ချွေးဟာဆော့လွန်းလို့ကြတဲ့ချွေးပဲဖြစ်တယ် ကျူချင်းကျူရှင်ကူးနေရလို့ကြတဲ့ချွေးမဟုတ်ဘူး။ရာသီချိန်အလိုက်အဲ့ဒီတုန်းကမိုးတွေလည်းရွာတယ်။နေတွေလည်းတာတယ်။ကျေပြောတဲ့ကောင်းငင်မှာရွယ်တွေလွတ်တင်ထားတဲ့ဆုံရောင်စုံတွေရှိတယ်။မကျင်းသေးတဲ့ရက်ွက်ထိတ်တွေမှာဇွန်းတစ်ချောင်းနဲ့တူးထားတဲ့ပေသီးတွင်းတွေရှိတယ်။အနက်လင်းရင်လဖေးရီသွားဝယ်မယ်။ဤကြကွေးနဲ့တို့စားမယ်။တစ်ခါတစ်ခါအဖေခေါ်သွားရင်လဖေးရီဆိုင်မှာပကံပြားတဲ့လဖေးရီထည့်တောက်ရမယ်။နေ့လယ်နေ့ခင်း အိမ်မပြန်ကျင်တော့တဲ့နေ့တွေဆို အမေထည့်ပေးလိုက်တဲ့လက်တုပ်ပွားစီဒံထမင်းမူးလေးကိုကျောင်းမှာတငယ်ချင်းတွေနဲ့ဖွင့်စားဖြစ်မယ်။အဲတော့ငါသူရဲကောင်းဟာရက်ကွက်ယုံကပါရင်ဂျာအပြင်ပုံမရှိဘူး။အိမ်20လောက်မှတလုံးလောက်ရှိတဲ့တီဗီထဲကစွန်းငူခုံအပြင်အပုံမရှိဘူး။တကြမ်းမှာစတီးရေပြုတ်ကင်နိုင်ရင်အကောင်ပဲ။တသိန်းကျွန်မှာပျောက်အိုးခိုးဖောက်နိုင်ရင်အကောပဲ။ မိသားစုလက်ဆောင်စားတဲ့ထမင်းဝိုင်းလေးတွေဟာအဲ့ဒီခေတ်ရဲ့ကြည်နူးဖွယ်ပုံရိပ်ဟင်းချက်လို့ငရုတ်သီးပါရင်ညော်ပြို့ဆိုပြီးတလေးတစားပြုတ်တတ်တာဟာအဲ့ဒီခေတ်ရဲ့နှစ်လိုဖွယ်နီတိလေးစင်ထိုးတစ်သားစင်တန်းလေးတွေနဲ့စားအုပ်ဆိုင်လေးတွေရှိတယ်။နွေရာသီဆိုလက်ညက်ကက်ကြေးကြီးတကက်ကက်နဲ့ရှေ့စပင် နောက်စပင်ပြောင်းအောင် နေအောင်ညက်ပေးတဲ့စံသဆိုင်လေးတွေရှိတယ်။အခုတော့ ခေဟာပန်းကားတလက်လိုဒရဇက်လဲသွားခဲ့ပြီးကလေးတွေရဲ့ပခုံးနှစ်ဖက်ဟာကြောပွေအလေးချိန်ကိုမိဘအတ္တတွေစင်ပြီးလွယ်ထားတတ်ကြပြီးရီထိုးတန်းတိုင်းချတန်းထုတ်စည်းထိုးတန်းကုတ်ကိုသီးနဲ့လှမ်းထူးတဲ့စစ်တိုက်တန်းဆိုတာတွေကိုသူတို့လေးတွေသိမှာမဟုတ်တော့ဂျန္နာပန်းခင်းတို့တွတ်ပီတို့ဒီနေ့ကံမကောင်းပါလားတို့စုံနောက်ကြီးဦးဆန်ရှားရဲ့ မှားတဲ့အခါလဲမှားပေမပေါ်အတွေ့ကိုသူတို့လေးတွေမဆက်တက်မှာမဟုတ်တော့ဒီခေတ်ကတိုးတက်ရာတွေရှိတာညင်းမရပါဘူးကိုတိုင်စီးမျောနေခဲ့လို့လွယ်ကူချောမှုရာရေလျင်တချို့ကိုလည်းမကွယ်မဝက်ပဲလက်ခံကြိုးဆိုပါတယ်အခုကပြောင်းလဲနေတဲ့ခေတ်အသစ်ကိုအပြစ်တင်နေတာမဟုတ်ပဲပြောင်းလဲသွားတဲ့ကလေးတွေရဲ့တစုံတရာလေးကိုနှမျောမိအောင်လေးပါ ပြောင်းလဲခဲ့ပြီဖြစ်တဲ့လူကြီးတွေရဲ့အတိတ်အစအနတွေကိုခဏတစ်ဖြုတ်လေးပြန်ကောက်ကြည့်ခြင်းယုံပါဆိုင်လားမဆိုင်လားတော့မသိပေမဲ့ဒီစာလေးရေးနေရင်ဥတီရဲ့ပျောက်ဆုံးသွားတဲ့နိဗ္ဗာန်ဘုံကိုတည်ရမိပါရဲ့တချင်းစာသားလေးကိုဖွတ်ဖွတ်ကြားယောင်ပြီးတော့လွမ်းတဲ့စိတ်လေးတောင်နှင့်ငနေလေးဖြစ်မိရတယ်ငယ်စဉ်ကကလေးတို့ဘဝမှာ ျော်ပါဖို့ရလွယ်ပါ रे ကိုရရနေတင်းတင်းရောက်ရင်စာချိန်မှဝင်စားမယ်အိချိန်မှဝင်အိမယ်အပူဝေကင်းနဲ့ကလေးလေးဘဝတာ ထရိုဂျန်ပန်းပွင့်တွေထာပနာခဲ့တဲ့လမ်းတစ်ခါခင်းတိုင်းဓာတ်ဒစင်းပြန်ထွက်လာမှမာယွန်းဖိတ်ခေါ်မှုအတွက်လဲစင်းခံရတယ်။အယုံလွယ်ခြင်းအတွက်အယောအစားကစေတနာပဲ။နောင်တမရပါဘူး။နောက်တစ်ခါလူရင်းစရင်မှမင်းမပါတော့ရင်သာခွင့်လွတ်ပါ။ဖူးစာနှစ်ရှည်ပြိုးခဲ့ကြပေမဲ့ပန်စင်ခွင့်ကကန်တိုင်းမှာမပါခဲ့။ ရိုးတယ်နူးခဲ့တာကြောင့်လားမြေးစီမညက်ခဲ့တာကြောင့်လားတစုံတရာကိုမျှရိုးမယ်မဖွဲလို့စခွင့်မတာတဲ့အဆုံးတက်ခြင်းစစ်စစ်တွေပေါ့တချို့ပန်းတွေဆိုတာလဲမျက်ရည်ဘလောက်လောင်းလောင်းအိမ်မက်လေးအဖြစ်တောင်ပစ္စုပ္ပန်မှာပြန်မပွင့်တော့ဘူး fake ဆက်ဆံရေးတွေကမစစ်မှန်တော့ရင် ပင်မန်းတာပဲခံစားမှုအစစ်မှန်နဲ့ရှင်းတန်းခြင်းရင်လူအတိုင်းဝိုင်းနဲ့တိတ်အံမဝင်ခြင်းတော့ဘူး ရှောင်ဖြစ်လာတာများတယ်။တလောကတကွက်ကာတွန်းလေးထဲမှာတငယ်ချင်းနှစ်ယောက်တွေ့တဲ့အခါနှုတ်ဆက်ကြရင်အစဉ်ပြေရလားလို့မေးကြတော့ပြေတယ်တရင်မင်းရောငါလည်းပြေပါတယ်ပေါ့ခဏနေမှငါတို့နှစ်ယောက်လုံးညာနေကြတယ်မဟုတ်ဘူးလားဆိုတာလေးပြောလိုက်တယ်ဖတ်ပြီးဖတ်ပြီးလဲရင်နေမကောင်းရေလဲရေရမှန်လွန်းလို့လေလူတွေတယောက်နဲ့တယောက်အစ်စ်မှန်ဂယူးဆိုင်တယ်ဆိုတာမရှိတော့တလောက်ပဲကြာတော့အပေါင်းအသင်းချာမပြောနဲ့ ချစ်သူခင်သူမိသားစုတွေကြားမှာတောင် အပေါ်ယံတာတာလောက်ပဲကြံတယ်။ရောင်မဲ့အပြုံငါးတကောင်အတွက်ကုန်းမြေဟာမရဏခီးဖြစ်တယ်လို့လဲမို့ပွင့်လေးတပွင့်အတွက်ရေပြင်ဟာအဆုံးသက်ကြေပြုံးရာဏိကုံဌာနတစ်ခုဖြစ်တယ်။အသွေးအမွေးဗီဇဒလိခွန်အားရှိပုံခန္ဓာဖွဲ့စည်းပုံမတူကြတဲ့သတ္တဝါတိုင်းမှာ သူတို့အာတန်ရာသူတို့အားနေရာဆိုတာကိုစီကိုငါရှိကြစမြဲပဲအဲ့ဒါကိုပဲဒါလေးကိုမလုတ်တက်ဘူးလားလို့ဒါလေးများငါတို့တုန်းကမှုတယ်တောင်မထင်ခဲ့ဘူးတို့စသဖြင့်ကိုနဲ့နှိုင်းနှိုင်းဆဆုံးဖြတ်တာဟာကိုနဲ့တိုင်းနှိုင်းဆဆုံးဖြတ်တာဟာအတော်လွဲချော်စေတဲ့လူရှင်တန်မှုတချို့ပဲ ဟင်းချက်ညံ့တဲ့အမျိုးသမီးဟာငွေရှာကောင်းတဲ့အိမ်ထောင်ရှင်မှဖြစ်နေနိုင်တယ်လို့စကားပြောမကောင်းတဲ့အမျိုးသားဟာဥစည်းဥဆောင်ကောင်းတဲ့အိမ်ဦးနဲ့တယောက်လည်းဖြစ်နေနိုင်ပါတယ်။ငါလုံနိုင်တာတွေသူလုတ်ကိုလိုက်လုတ်ကို လုံနိုင်ရမယ်ဆိုတာမှားနေတယ်လို့သူများလုတ်တက်တာတွေငါယောက်ျားငါမိန်းမငါတူငါသားလုတ်ကိုလုတ်တက်ရမယ်ဆိုတာလဲမှန်မှန်နဲ့နုံအလွဲတစ်ခုပါပဲ။ အုံမင်ဟာအုံမင်လိုတတ်မိုးရှိပေမဲ့စပယ်လို မမွေးမြတာတော့အမှန်ပါဓာဟာဓာလိုထက်မြတ်မှာမှန်ပေမဲ့တူလိုထုနဲ့မရတာတော့အမှန်ပါလူဟာအားနည်းခွင့်ရှိတယ်မပြည့်စုံခွင့်ရှိတယ်အားနဲ့ချက်နည်းနည်းရှိတဲ့သူနဲ့ညံ့များရှိတဲ့သူသာကွာမယ်။အပြည့်စုံမှုထူထပ်တဲ့သူနဲ့ပါးလျက်သူသာကွာမယ်။စင်းလုံးကျော်ပြည့်မျိုးမဲ့မထင်ဆိုတာတကယ်လက်တွေ့ဘဝမှာမရှိဘူး။ရှိလာမှလည်းမဟုတ်ဘူး။ ီတော့တကယ်ချစ်ခင်ရင်ကွက်လက်တွေကိုကူပန့်ပြီးအပြစ်အနာစာတွေကို ဖြေဖို့တတ်ရတယ်။သူတစ်ပါးကိုလေးစားတန်ဖိုးထားမှု esteem ဆိုတာထူးတာကောင်းတာတွေကိုကြီးရွေးကြည်ညိုတာမဟုတ်ပဲလိုတာလက်တာတွေကိုပါ ဖြည့်မြင်ပေးတတ်တာ ဖြစ်တယ်။လူတွေကိုအရှိတရားထက်ပိုမတွက်ပါနဲ့။အရှိတရားအောက်လဲရှော့မတွက်ပါနဲ့။ပဂရိအတိုင်းတွက်ပါ။ပဂရိအတိုင်းကြည်ပါ။ အတင်းလိုက်လို့ယူခိုင်းတာတွေမရှိပဲတဦးကိုတဦးအမှန်တိုင်းနားလေလက်ခံတတ်တဲ့နေရာမှာမြစ်တာတရားကပူကြာရှည်ခံပြီးအပြုံးတွေလည်းပူချုံမြိန်ပါတယ်စိတ်แท้သည့်ရေနိုင်ကြသူများဖြစ်နိုင်ကြပါစေဟုတ်ကဲ့ပါရှင်စောင်းလေးဒီမှာပဲခေတ္တခဏရနာလိုက်ပါစေနော်နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမ်းမာပြီးကင်းကြပါစေ thank you